အနှစ်နှစ်လောက်လာစူးစမ်းပြီးမှအမွာဘူးကိုဝင်ဆောင်ထားရဖြစ်ကြောင်းပြောလာတဲ့ရှင်မွေရည်ဒီအိမ်တော်တစ်ခုကိုတည်ထောင်ပြီးရင်တော့ကိုယ့်ရဲ့မျိုးဆက်ဖြစ်တဲ့ရင်းသွေးလေးတွေကိုလိုချင်ကြတာကတော့တဘာဝပါပဲဒါပေမဲ့အိမ်တော်သက်၅နှစ်ကြာတော့ရင်းသွေးလေးမရရှိသေးတဲ့အတွက်စိတ်ညစ်နေကြတာကရွှေထူးနဲ့ရှင်မွေရည်တို့ဆုံတွဲပါဒါကြောင့်လဲရွှေထူးနဲ့ရှင်မွေရည်ကလည်းအမှန်တကယ်ကိုရင်းသွေးရတနာလိုချင်နေကြတာပါဒါကြောင့်လဲဒီနှစ်မှာတော့ရင်းသွေးရအောင်စူးစမ်းသွားမယ်ဆိုပြီးပရိသတ်တွေကိုအတိပေးပြောသွားခဲ့တာဖြစ်ပါတယ်အခုခါမှာတော့ရှင်မွေရည်နဲ့ရွှေထူးတို့က ဒရုန်းရောင်းရေးစူးစမ်းအားထုတ်မှုတွေကြောင့်ရင်သွေးလေးရရှိခဲ့ဖြစ်ကြောင်းပရိသတ်တွေကိုလည်းခုံယူစွာနဲ့အသိပေးလာခဲ့တာပါရွှေထူးနဲ့ရွှေမြန်းဒီတို့ဟာနှစ်ယောက်သားကအရင်ချစ်ပြီးတော့အခက်အခဲမျိုးစုံကြတဲ့ကလက်ထပ်ခဲ့ကြတဲ့သူတွေဖြစ်ကြောင်းခုလိုမျိုးသားသမီးရတနာရင်သွေးလေးတွေကိုရရှိခဲ့ခါမှာတော့ပြောမပြတတ်အောင်ဝမ်းသာခုံယူနေရကိုလည်းတွေ့ရပါတယ်ထို့သဖြင့်တော့ပို့ပြီးတော့ဝမ်းသာစရာကောင်းတာကရွှေမြန်းဒီဟာအမော်ဘူးရင်သွေးလေးကိုကိုယ်ဝန်လွှဲထားတာဖြစ်တယ်လို့ပြောလာတာပါချေထူးနဲ့ရွှေမြန်းဒီတို့ဟာဒီလိုမျိုးရင်သွေးလေးရဖို့ဒုပညာလုပ်တွေစံမရေးခက်ခဲနေကြတဲ့ကခက်ခဲရင်စူးစမ်းနေရတယ်လို့ဆိုပါတယ် အားလုံးသိကြတဲ့အတိုင်းဒီမတိုင်ခင်မှာတော့ရှင်မွေလီဟာအနုပညာလောကမှာအချိန်မင်းသမီးမာနမင်းသမီးဖြစ်တဲ့နာမည်ကြီးတာဖြစ်ပါရင် အထူးသဖြင့်တော့ရှင်မွေလီဟာဟန်ဆာနာရီမရှိဘဲနဲ့စိတ်ထဲရှိတဲ့အတိုင်းပွင့်လင်းစွာနေတတ်သူပါဒါကြောင့်လည်းအနုပညာလောကမှာရှင်မွေလီဟာအချိန်မင်းသမီးဖြစ်တဲ့နာမည်ကြီးတာဖြစ်ပါရင်အားလုံးသိကြတဲ့အတိုင်းရွှေထူးနဲ့ရှင်မွေလီတို့ဟာလက်ထပ်ပြီးတော့၅နှစ်ကျော်၆နှစ်ရှိလာဖြစ်ပေမဲ့ကလေးမရသေးပါဘူးဒါကြောင့်လည်းရွှေထူးနဲ့ရှင်မွေလီတို့ဟာရင်းသွေးလေးကိုလိုချင်နေရပါဒီလိုရှင်မွေလီနဲ့ခင်မွန်းတဲ့ရွှေထူးတို့ဟာ ရင်သွေးရင်းလိုချင်နေရာကိုခိုင်နင်းဝေပရိုက်တာရှင်ပြုတ်ပွဲမှာကလေးကပရိသတ်တွေကမြင်တွေ့ခင်ရတာပါခိုင်နင်းဝေရဲ့ရင်သွေးလေးများရှင်ပြုတ်ပွဲကိုတက်လာတဲ့ဒုပညာရှင်တွေအများကြီးနဲ့မှရွှေထူးနဲ့ရွှေမေလေးတို့ဟာတကယ်ရင်သွေးလေးတွေနဲ့မိဘနှစ်ပါးနေရာကနေကြီးနိုးစွာဆန့်ချပေးနေတာပါသူဖြစ်တော့ရွှေမေလေးဟာသူမဟာရဟန်းမမောင်ရှင်လောင်းအမေဖြစ်ကျင်တာကြောင့်တားလေးလိုချင်တယ်လို့ရွှေထူးကိုဆိုပါတယ်ဒါကြောင့်လေခိုင်နင်းဝေရင်သွေးလေးများရှင်ပြုတ်ပွဲမှာတော့မိခင်စိတ်ပြင်းတဲ့ရွှေမေလေးကိုမြင်တွေ့ရတာပါကိုရင်လေးတယောက်ကိုဆန့်ချချိန်မှာရွှေထူးနဲ့ရွှေမေလေးတို့ဟာ မိဘနှစ်ပါးနေရာကနေဆန်းချပေးခဲ့တယ်လို့ကိုရင်လေးမျက်နှာရေးဆိုနေလို့နေရာခက်တဲ့အချိန်မှာလဲရွှေမွေလေးဟာတမဝင့်ထားရင်တံမိုးကြီးဝစ်စုံနဲ့ချုံပွားကိုဘေးမထားနိုင်တော့ပဲကိုရင်လေးရဲ့မျက်နှာရေးတွေကိုကိုရင်သားလေးပြောက်လို့တုပ်ပင်းနေတာဖြစ်ပါတယ်ဒီလိုရွှေမွေလေးကကိုရင်လေးမျက်နှာကရေးတွေကိုတုပ်ပင်းနေတာကတကယ်ကိုမိခင်ရင်တယောက်လုံးနှွေးထွေးတဲ့မြစ်တာကိုခံစားနေရပြီးတော့ကြည့်ရှုသူတွေကလည်းစီနိုးပီဒီဖြစ်စေကြတာပါဒါကြောင့်လဲရွှေထူးနဲ့ရွှေမွေလေးတို့စုံလဲလေးကိုပရိသတ်တွေကခုဆိုရင်တော်တော်လေးကိုသဘောကျနေကြတာပါ ဒီမတိုင်ခင်မှာတော့ရွှေထူးနဲ့ရွှေမွေးလေးတို့ရဲ့ရွှေရွှေကပင်ဟာအလူမညာလောကမှာလူမြင်ကြရဆုံးစုံရဲလေးဖြစ်ခင်တာပဲဖြစ်ပါတယ်။ဒါအလင်းရွှေထူးဟာတစ်ချိန်လုံးကကိုယ့်ဤစားကိုဖြတ်ခါနေနီးစက်တဲ့ရွှေဝင်လေးနောက်ကိုပါသွားတာကြောင့်ပဲဖြစ်ပါတယ်။ဒါအပြင်ရွှေမွေးလေးကလည်းလူမြညာလောကမှာကြီးစားများကဟော့ရင်ရင်နေပြီးတော့မာနကြီးကခြေထားကြပါဒါပေမဲ့လည်းရွှေထူးနဲ့ရွှေဝင်လေးတို့စုံရဲလေးဟာလူတွေဘလောက်ပဲဝေဖန်နေကြပါစေအချစ်တခုတည်းနဲ့ဘွားကိုတိဆောင်းရင်းနဲ့ရှေးတော်နောက်လိုက်ကြီးကလုံချင်နိုင်လုံရင်လည်းတာယာပျော်ရှင်နဲ့မိသားစုဘွားလေးကိုတိဆောင်းထားနိုင်တာပါ ဒါကြောင့်လဲရွှေထူးနဲ့ရွှေမွေးတွေကိုပြိတက်တွေကရေသွေးလေးနဲ့မြင်ကျင်နေရဖြစ်ပါတယ်။အခုဆိုရင်အမွာဘူးကုံရင်ရထားတာကြောင့်ရွှေမွေးတွေကလည်းအရန်ကိုပျော်ရွှင်နေခဲ့ပြီးတော့သူတို့ဇနီးမောင်နဲ့နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ရင်သွေးလေးကိုအခုကတည်းကစောင့်မျှော်လို့နေခဲ့ရကြပါပြီ။ရွှေမွေးတွေနဲ့ရွှေထူးတို့နှစ်ယောက်စလုံးကလူပညာပါရမီပေါင်းလို့ဖြစ်တာကြောင့်ရရှိလာတဲ့ရင်သွေးလေးကလည်းတကယ်ကိုထူးခြားတဲ့ပါရမီရှင်လေးဖြစ်လာမှာတော့သိချာပါပဲ။နောက်ပြီးတော့ရွှေမွေးတွေရဲ့ချောမောတဲ့ရုပ်ရည်လေးကိုတောင်ဆက်ခံလိုက်ရမယ်ဆိုရင်တော့တကယ်ကိုကြည့်ကောင်းတဲ့ပြိတက်တွေတက်တက်လို့ချစ်ခံရတော့မှာပါ။ ဒီပြောင်းရေးကစီနေကြတဲ့ပရိသတ်တွေကရောမကြခင်မှာဘူးကိုဝင်ရတော့မယ်ရွှေထူးနဲ့ရွှေမွဲတွေကိုဘယ်လိုမျိုးမြင်ကြကလေးဆိုတာပြောသွားကြပါအောင်ရှင်